င်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေမရှိတဲ့အချိန်မှာစစ်တပ်ကလွတ်တော်မှာပါဝင်နေမှုကို အစစ်စစ်ရှော့ချသွားနိုင်မယ်ဆိုပြီးမင်းအောင်နိုင်ကပြောပြန်ပါတယ်။နိုင်ငံတော်ကမြို့နယ်ပေါင်း200ကျော်ထဲမှာရှိတဲ့ရဲကွက်ကြီးရွာအုပ်စုပေါင်း3000ခန်းမှာရွေးကောက်ပွဲကျင်းပနိုင်တာမရှိဘူးလို့ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်လိုက်တဲ့သတင်းအပါအဝင်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ ပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေမရှိတဲ့အချိန်မှာစစ်တပ်ကလွတ်တော်မှာပါဝင်နေမှုကိုအစစ်အစစ်ချော့ချသွားနိုင်မယ်လို့အကြံဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်ကပြောဆိုပြန်ပါတယ်။မနေ့ကပြည်ကွင်းတွင်တနေမှာစစ်တပ်အရာရှိစစ်သည်မိသားစုတွေနဲ့ဘိုးလောင်းတွေကိုအကြံဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်ကအဲ့လိုပြောဆိုလိုက်တာပါ။ မင်းအောင်လိုင်ကစစ်တပ်အနေနဲ့နိုင်ငံရဲ့အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခမ်းအနားမှာ KS ဆက်ဆက်တမိုင်းကြောင်တွေအရပါဝင်ခဲ့ရတယ်လို့တမိုင်းကြောင်အရဖြစ်ပေါ်နေတဲ့အခြေအနေတွေအရစစ်တပ်အနေနဲ့နိုင်ငံရေးဦးဆောင်မှုအခမ်းအနားမှာဆက်လက်ပါဝင်နေရအောင်မယ်လို့ပြောပြန်ပါတယ်။နိုင်ငံမှာဒီမိုကရေစီစနစ်ထိုးကားပြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေမရှိတဲ့အချိန်မှာစစ်တပ်အနေနဲ့လွတ်တော်မှာပါဝင်နေမှုကိုအစစ်အစစ်လျှော့ချသွားနိုင်မယ်လို့ဆိုပါတယ်။ လက်ရှိချိန်မှာစစ်တပ်ကနိုင်ငံရေးဥဆောင်မှုခန်းကဏ္ဍမှာပါဝင်နေရတာကြောင့်လုပ်ငန်းတွေကိုမှန်မှန်ကန်ကန်နဲ့စနစ်တကျလုပ်ကိုင်ဆောင်ရွက်သွားကြဖို့လိုတယ်လို့ပြောဆိုပြန်ပါတယ်။ဒါအပြင်စစ်တပ်ရဲ့အဓိကတာဝန်မှာနိုင်ငံတော်ကာကွယ်ရေးတာဝန်တွေကိုထမ်းဆောင်ဖို့ဖြစ်ပေမဲ့ခရီးဆက်ဆက်မှာဖြစ်ပေါ်ခဲ့တဲ့အခြေအနေတွေအရပြည်တွင်းတောင်းကျမှုနှိမ်နှင်းရေးခန်းကဏ္ဍမှာလည်းပါဝင်နေရတဲ့ပြင်လက်ရှိနိုင်ငံတော်မှာဖြစ်ပေါ်နေတဲ့လက်နက်ကိုင်တွေကိုတိုက်ဖျက်ဆောင်ရွက်နေတယ်လို့မင်းအောင်လိုင်ကဆက်လက်ပြောဆိုပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရကတော့နိုင်ငံရေးဥတည်ချက်၆ချက်ကိုတောင်းဆိုထားပြီး ဆရာနာသိမ့်မှုကိုဖယ်ရှားကမြန်မာစစ်တပ်ရဲ့နိုင်ငံရေးမှာပါဝင်နေတာကိုအဆုံးသတ်ဖို့လက်နက်ကိုင်တပ်ဖွဲ့တွေအလုံးဒီမိုကရေစီနှိကြရွေးကောက်တင်မြှောက်ထားတဲ့အရတားဆိုရရဲ့စီမံအုပ်ချုပ်မှုအောက်မှာအပြေအဝါထားရှိဖို့တနောင်းရှိဖွဲ့စည်းပုံခြေကံဥပဒေကိုအပီးတိုင်ဖျက်သိမ်းဖို့နဲ့အရာကိုပြန်လည်အသက်သွင်းဖို့ကြိုးပမ်းမှုမှန်တမ်းများတိုက်ဖျက်ဖို့သက်ဆိုင်သူတွေအလုံးလက်ခံနိုင်တဲ့ Federal နဲ့ Democracy စနစ်ကိုအခြေခံတဲ့ဖွဲ့စည်းပုံခြေကံဥပဒေပြဋ္ဌာန်းဖို့ထွက်ပေါ်လာတဲ့ Federal Democracy ဖွဲ့စည်းပုံခြေကံဥပဒေနဲ့အညီ Federal Democracy ပြည်ထောင်စုအသစ်ကိုတည်ဆောက်ဖို့ ပဋိပက္ခအတွင်းလိန်နဲ့ကြားမပေါ်ခြေခံသောအကြံဖတ်မှုများပါဝင်မတရားကျူးလွန်ခံရသူတွေအတွက်တရားမျှတမှုရရှိဖို့နဲ့အသွင်ကူးပြောင်းရေးကာလတရားမျှတမှုရောက်ရှိအောင်လုပ်ငန်းစဉ်ကိုဖော်ဆောင်ဖို့တောင်းဆိုထားတာဖြစ်ပါရဲ့ရှင်။ဆလတ်တင်ဆက်ပေးမဲ့တဲ့ရင်ကတော့အကြံဖတ်စေအုပ်စုကပြုလုပ်မဲ့အတူရောင်ရွေးကောက်ပွဲအပိုင်းတင်တဲ့နှစ်ကိုမြို့နယ်နှစ်ရနှစ်မြို့နယ်မှာကျင်းပဖို့ပြင်ဆင်ထားပေမဲ့လေအဲ့ဒီမြို့နယ်တွေမှာရှိတဲ့ရက်ွက်ကြီးရွာအုပ်စု၃၀၀နီးပါးမှာရွေးကောက်ပွဲကျင်းပဖို့မဖြစ်နိုင်ဘူးလို့ထုတ်ပြန်ပါတယ်။ စေအုပ်စုအနေနဲ့သူတို့ရဲ့အတူရောင်ရွေးကောက်ပွဲတွေကိုတော်လန်ရေးအားကောင်းရာဒေသတွေမှာပါကျင်းပမယ်လို့ထုတ်ပြန်ထားပေမယ့်ဒီထုတ်ပြန်ချက်ကတနည်းအားဖြင့်ရွေးကောက်ပွဲတွေကိုအဲ့ဒီနေရာတွေမှာကျင်းပနိုင်တာမရှိဘူးဆိုတာကိုဝေခံရရောက်ခဲ့ရတာလည်းဖြစ်ပါတယ်စေအုပ်စုကရွေးကောက်ပွဲကျင်းပမယ်ဆိုတဲ့မြို့နယ်202မြို့နယ်တွေကရက်ကွက်162ရက်ကွက်၊ကြီးရွာအုပ်စု2980အုပ်စုနဲ့စုစုပေါင်း1930ခုမှာရွေးကောက်ပွဲကျင်းပဖို့မရှိဘူးလို့ဒီဇင်ဘာလ9ရက်နေ့မှာစေအုပ်စုရဲ့ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ခဲ့တာပါ အဲ့ဒီမျိုးနယ်တွေထဲမှာတော်လိုင်းတပ်ဖွဲ့တွေစုမိုးထားတဲ့နေရာဒေသတော်တော်များများပါဝင်နေပြီးစကိုင်းတိုင်းမှာ902နေရာမကွေးတိုင်းမှာ689နေရာမန္တလေးတိုင်းမှာ236နေရာပဲခူးတိုင်းမှာ169နေရာတွေနဲ့အေယာဝတီတိုင်းမှာရှိတဲ့ရခိုင်တပ်တော်အေအေရှိနေတဲ့ကြေးရွာအုပ်စု၄နေရာမှာရွေးကောက်ပွဲကျင်းပဖို့မရှိဘူးလို့ထုတ်ပြန်ထားပါတယ်အကြံဖက်စိအုပ်စုဟာအများပြည်သူတွေနေထိုင်ရာဒေသတွေကိုလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေပြီးတော့တစ်ဖက်မှာလည်းအတူရောင်ရွေးကောက်ပွဲဖျက်မြောက်ဖို့ကိုအာဓမချင်းချောက်စေခိုင်းနေတယ်လို့သိရပါဗျ။ ဒါအပြင်အကြက်ဖက်စစ်အုပ်စုကင်ဆွဲထားတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှာတင်းနေရှိကန်းငယ်နဲ့ပုံမှန်ခွဲခါခွဲမှာပြည်သူ့လွတ်တော်စည်းဝေးတရက်ရဲ့ပထမနေ့မှာလွတ်တော်ကိုယ်စားလှယ်ထက်ဝက်ကျော်ရမှာဖြစ်ပြီးတော့အထမမြောက်လို့ရွှေဆိုင်ကျင်းပရချိန်မှာစုစုပေါင်းလူဦးရေ၃ပုံ၃ပုံလိုအပ်တယ်လို့ဆိုထားပါတယ်။မြန်မာနိုင်ငံရဲ့ပဋိပက္ခတွေမငြိမ်ချမ်းသေးပဲမတရားဖန်ဆီးခံထားရတဲ့နိုင်ငံကောင်းဆောင်တွေကိုလွတ်ပေးတာမရှိဘဲကျင်းပတဲ့ရွေးကောက်ပွဲဟာတရားဝင်မှာမဟုတ်ဘူးလို့နိုင်ငံတော်တော်များများကထုတ်ပြန်ထားပါတယ်။ အကြံဖတ်စီအုပ်စုအား2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့2026ခုနှစ်ဇန်နဝါရီလ17ရက်နေ့24ရက်နေ့တို့မှာသူတို့ရဲ့အတူရောင်ရွေးကောက်ပွဲကိုအပိုင်းလိုက်ပြုလုပ်သွားမယ်လို့ထုတ်ပြန်ထားပါတယ်ရှင်။တဖက်မှာလည်းအတူရောင်ရွေးကောက်ပွဲကိုစတင်ဖို့လှုပ်ရှားမှုတွေပြုလုပ်နေပါတယ်။အဲ့ဒါကတော့အကြံဖက်စေအုပ်စုကပြုလုပ်မဲ့အတူရောင်ရွေးကောက်ပွဲစတင်ဖို့အတွက် People Movement Platform ကလှုပ်ရှားမှုတွေပြုလုပ်နေတယ်လို့အထွေထွေတပိတ်ပေါင်းဆက်ညီနိုင်ရေးအင်အားစု GSCB ကအသိပေးထားပါတယ်။ အတွင်းရောက်ရွေးကောက်ပွဲကာလအတွင်းမှာစန့်ကျင်လူလူလှူရှာမှုတွေကိုပုံသဏ္ဍာန်မျိုးစုံနဲ့အချိန်မြင့်ဆောင်ရွက်မှာဖြစ်တဲ့အတွက်ကြောင့်ပြည်သူတွေအနေနဲ့အလံနဲ့အတန်ကိုမျက်စိဖွင့်နာဆွင့်ကပူပေါင်းပါဝင်နှုတ်ရှားနိုင်ဖို့အတွက်ကိုတိုက်တွန်းထားပါတယ်။အကြက်ဖက်စေအုပ်စုကပြုလုပ်မဲ့အတွင်းရောက်ရွေးကောက်ပွဲကမြန်မာနိုင်ငံမှာဆီယနာရှင်စနစ်တည်မြဲရေးဆီယနာရှင်များကျူးလွန်ထားတဲ့ဆီယာဇဝဲမှုတွေအတွက်ပြစ်ဒဏ်ကင်းလို့ခွင့်ရရှိဖို့ရည်ရွယ်ချက်နဲ့ပြုလုပ်တဲ့ထောင်ချောက်တစ်ခုသာဖြစ်တာကြောင့်မြန်မာပြည်သူလူထုအနေနဲ့လုံးဝလက်ခံမှာမဟုတ်ကြောင်းနီလန်ပေါင်းစုံနဲ့ဆန္ဒထုတ်ပေါ်နေကြပါတယ်။ အတူရောက်ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ပြည်သူသဘောထားဆန္ဒကိုပြည်သူကိုယ်စားဆင်ဆက်မပြတ်ဖော်ထုတ်နိုင်ဖို့အတွက်တပိတ်အင်အားစုတွေနိုင်ငံတကာရောက်မြန်မာနိုင်ငံသားစုဖွဲ့တွေလူမှုအခြေပြုဖွဲ့စည်းတွေပြည်နယ်ဖက်ဒရယ်ယူနစ်ရဲ့လူမှုလှုပ်ရှားမှုဖွဲ့စည်းတွေစုစည်းပြီးလူမှုလှုပ်ရှားမှုစင်ကြံ People Movement Platform တခုကိုစုဖွဲ့ကာအတူရောက်ရွေးကောက်ပွဲဆန့်ကျင်ရေးလူမှုလှုပ်ရှားမှုတွေကိုဆောင်ရွက်နေတာပါရှင်ဆလဘီစစ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲကိုစန့်ကျင်မှုတန်အန်ပြည်ကောင်စီကတိုက်တုံးလိုက်တဲ့တဲ့ရင်ကိုကြည့်ရအောင်ပါ စစ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲကိုစတင်ပြီးဆီယနာရှင်ပြုတ်ကြကြဆုံးတဲ့အထိစူပေါင်းတော်လန်ကြဖို့ကိုတန်အန်ပီကောင်စီ TLC ကဒီနေ့ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။ဒီနေ့မှကြာရောက်တဲ့2019နှစ်ပြည့်တန်အန်နှစ်သက်ကိုမင်္ဂလာကြိုဆိုဂုံပြုတဝင်လာမှာတန်အန်ပီကောင်စီ TLC ကအခုလိုတိုက်တွန်းထားတာပါ။ 2022ခုနှစ်ဆရာနာသိန်းချိန်ကနေစတင်ပြီးပြည်သူတွေနေထိုင်ရာနေရာတွေကိုရည်ရွယ်ချက်ရှိရှိနဲ့စစ်တပ်ရဲ့လေကြောင်းဘုံကျဲတိုက်ခိုက်နေမှုတွေမတရားဖမ်းဆီးချုံနောက်မှုတွေဆရာဇဝဲမှုတွေလူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝဲမှုတွေနဲ့နှီးမျိုးစုံရက်ဆက်မှုတွေတန်ကိုပြည်သူတွေရအလူးလက်ခံနေရကြတဲ့အပြင်တဘာဝဘေးစစ်ဘေးဒုက္ခမျိုးစုံနဲ့ရင်ဆိုင်ကလူသားတို့ရဲ့အခြေခံအခွင့်အရေးတွေကိုပါဆုံးရှုံးနေကြရတယ်လို့ TLC ရဲ့နှစ်သက်ကိုတဝင်လွှာမှာဖော်ပြထားပါတယ်။ ပြည်သူလူထုတရက်လုံးအနေနဲ့တိုင်းရင်းသားတော်လှန်အင်အားစုတွေ၊ຫນွေဦးတော်လှန်အင်အားစုတွေနဲ့အတူအာဏာရှင်စနစ်ကိုတတ်ဆိုးရှည်စေမယ့်အတူရောင်ရွေးကောက်ပွဲကိုစတင်ကြဖို့နဲ့စစ်တပ်ပြုတ်ကြပြီးအာဏာရှင်မှန်သမျှကြဆုံးတဲ့အထိစီးလုံးညီညွတ်တဲ့စူပေါင်းအားနဲ့အာသုံခွန်ဆိုင်ဆက်လက်ဝိုင်းဝန်းတော်လှန်ကြဖို့ကို TLC ကတိုက်တွန်းထားပါတယ်။ ဒါအပြင်ပြည်내အားကောင်းရေးကနေပြည်ထောင်စုအားကောင်းရေးကိုဥတည်တဲ့အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရင်တိုင်းဒါလို့အတူတကွရှင်တွဲနေထိုင်ရင်းနဲ့တန်အန်းလူမျိုးတွေရဲ့မျှော်မှန်းချက်ဖြစ်တဲ့ကိုပိုင်ပြဌာန်းခွင့်ရရှိရင်းနဲ့တန်အန်းပြည်တည်ဆောက်ရေးကိုကြိုးပမ်းအားထုတ်နိုင်အောင် TLC ကတိုက်တွန်းဆူတောင်းထားပါသေးရဲ့။ရှမ်းပြည်နယ်မြောက်ပိုင်းမှာမြို့နယ်တွေကိုတိမ့်ပိုက်ထားတဲ့ PSLF TNLA က အခုနှစ်ဇွန်လ၁ရက်နေ့မှာစစ်ဘက်အရက်ဖန်နဲ့နိုင်ငံရေးပါတီကိုယ်စားလှယ်တွေချိုးကြပါဝင်တဲ့တန်အပီကောင်စီ TLC ကိုဖွဲ့စည်းလိုက်ပြီး TLC မှာ DNL ရဲ့ထိန်းချုပ်နယ်မြေတွေမှာအမြင့်ဆုံးအာဏာပိုင်ဖွဲ့ဖြစ်ပါရရှင်။ရှမ်းပြည်နယ်ဘက်ကသတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းနဲ့ဖေကုံမြို့နယ်အဆက်ကြီးရွာတွေကိုစစ်ကြောင်းထိုးလာတဲ့ PNO ပြည်သူစစ်တွေပါဝင်တဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့တော်လိုင်းတပ်ဖွဲ့တွေတိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်တွေစီကနေသိရပါဗျာ။ တိုက်ပွဲတွေအတွင်းအကြံဖက်စစ်တပ်ရရှိပါဝင်စေအုပ်စုဝင်၉ဦးသေဆုံးပြီး၂ဦးဖမ်းဆီးရမိခဲ့ကာငချင်းမီတလက် RPG တလက်နဲ့အခြားလက်နက်အများပြသိမ်းဆီးရရှိခဲ့လို့သိရပါဗျ။ဒါ့အပြင်အထိနာခဲ့တဲ့အကြံဖက်စစ်တပ်ဟာအဲ့ဒီတိုက်ပွဲတွေအပြီးလက်နက်ကြီးတွေနဲ့ရန်တပ်ပစ်ခတ်မှုတွေရှိနေတဲ့အတွက်ကြောင့်ပြည်သူတွေအနေနဲ့လုံခြုံတဲ့နေရာမှာနေထိုင်ဖို့နဲ့တည်ထားသွားလာကြဖို့ကို MPPDF လင်းယုံတပ်ခွဲကသတင်းထုတ်ပြန်ထားပါသေးရဲ့ရှင်။မကွေတိုင်းဘက်ကိုကြည့်အောင်ပါ။ မကွေတိုင်းနမောက်မြို့နယ်နမောက်ပြောပွဲလမ်းပိုက်မှာစစ်စေးရေးလှုပ်ဆောင်နေတဲ့ PDF တွေနဲ့စစ်ကားတို့ထိတိုက်တွေ့ပြီးတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့နမောက်မြို့နယ်ပကဖားတာဝန်ခံအစိတ်သီးကရန်ကုန်ခေတ်ကိုပြောပါရယ်ပြီးခဲ့တဲ့ဒီဇင်ဘာလ9ရက်နေ့ည10:00နာရီခွဲမှာနမောက်ပြောပွဲလမ်းပိုက်မှာရှိတဲ့ဥယျာဉ်လမ်းပေါက်နီးမှာလမ်းပိုက်စစ်စေးရေးပြုလုပ်နေတဲ့ PDF တွေနဲ့ဆိုင်ကောင်းကနေရွာတော်ဘက်ကိုညဘက်ကင်းချင်းလာတဲ့ခမန်းကျေ15ရောက်ဝင်းကျင်ပါတဲ့စစ်ကားနဲ့ထိတိုက်တွေ့ပြီး10မိနစ်ခန့်တိုက်ပွဲဖြစ်ပွားခဲ့ပါရယ် အဲ့ဒီထိတွေ့တိုက်ပွဲအတွင်းဂျပန်စစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုရှိနိုင်ပြီးအရင်တွက်ကိုအတည်ပြုနိုင်တာမရှိသေးပေမဲ့တိုက်ခိုက်မှုပြုလုပ်ပြီးတဲ့နောက်မှာတော့တော်လန်ရဲဘော်တွေကတော့ထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့နမောက်မြို့နယ်ဘက်ကဖတာဝန်ကစိတ်သီးကပြောပါရယ်အဲ့ဒီတိုက်ခိုက်မှုကိုအောင်ဆန်းလန့်ဖွင့်နဲ့နမောက်ပါကဖအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတိုက်ခိုက်မှုအတွင်းစစ်ကားဟာမောင်းပြေးသွားတာကြောင့်စစ်သားတွေထိခိုက်မှုအခြေအနေကိုအတည်ပြုနိုင်တာတော့မရှိသေးဘူးလို့ပါကဖတာဝန်ကအစိတ်သီးကဆက်လက်ပြောပါရရှင်။ အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စကိုင်းတိုင်းမော်လိုက်မြို့နယ်မော်လိုက်ကလေးကြီးရွာကိုစစ်တပ်ကကလေးမျိုးခြေဆိုင်ဒုတိယဒေသကိုကဲမှုစစ်ဌာနချုပ်မှုဒါကစာမှုညွှန်ကြားချက်နဲ့ဝင်ရောက်မီးရှို့ခဲ့ရာနေအလုံး60ဝန်းကျင်မီးလောင်ပြကျခဲ့တယ်လို့မော်လိုက်တော်လိုင်းအင်အားစုရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်မနေ့ကဒီဇင်ဘာလ6ရက်နေ့ညနေ4နာရီခန့်အချိန်ကမော်လိုက်မျိုးကိုရောက်ရှိနေတဲ့ကလေးဒူးဒါကစာမှုရဲ့ညွှန်ကြားချက်နဲ့မော်လိုက်ခြေဆိုင်ခမာယ364 ခမရ365ခမရ366တရင်ကစစ်သားတွေနဲ့မော်လိုက်မြို့ကင်းတက်ရွာပြူစောတီတွေပူပေါင်းပြီးပြူစောတီကျေးရွာနဲ့ကတဖာလုံးလောက်ပဲဝေးတဲ့မော်လိုက်ကလေးကျေးရွာကိုဝင်ရောက်ခဲ့ပါတယ်။အဲ့ဒီနောက်ပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူတဲ့အပြင်ကလပ်စုလို့ခေါ်တဲ့အင်ဂျင်60ဝင်းကျင်ရှိတဲ့ရပ်ကွက်ကိုဘာတိုက်ပွဲမှမဖြစ်ပဲမီးဝင်ရှို့သွားကြကြောင်းနေအလုံး60ခန်းပြတ်ကျသွားရတယ်လို့မော်လိုက်တော်လိုင်းအင်အားစုရဲ့တာဝန်ရှိသူကပြောပါတယ်။အဲ့ဒီမော်လိုက်ကလေးကျေးရွာဟာအင်ဂျင်300နီးပါးရှိပြီးကျေးရွာနေပြည်သူတွေဟာပြီးခဲ့တဲ့စက်တင်ဘာလကတည်းကဆင့်ဆောင်နေရတာဖြစ်ပါတယ်ရှင်။ ဒါကတော့ရန်ကုန်ခေတ်ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမကတော့ရှားပါ